နိုင်ငံကအစ်မီမက်ဆီယုံကြီးမှရှိရဲ့အုံနောက်နဲ့အောင်ကျော်ဆိုင်ရာခွဲစိတ်ထုကူဆောင်ဝင်ကြီးဒေါက်တာဂယ်ဂျစ်စင်နဲ့အာဒီစနစ်တကပ်ပိုင်းဆိုင်ရာခွဲစိတ်ထုကူဆောင်ဝင်ကြီးဒေါက်တာပီပီစင်တို့ကလာရောက်ပြီးတော့ Samara Travel Patient .com နဲ့တူပူးပေါင်းပြီးတော့ကျန်းမာရေးအခမဲ့စင်ပြပွဲလေးကိုပြုလုပ်သွားတာပဲဖြစ်ပါတယ်ဒူးဝဖျက်ရမယ်နှစ်ဖက်စလုံးပိတ်တယ်ဆိုပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့ဖျက်ကိုသွားပြီးတော့စုံစမ်းနေစုံစမ်းတဲ့ခါကျတော့ပထမဆုံးဒီချိန်မှာပဲ စိတ်ကျေနပ်ဖို့အရင်ရခဲ့တယ်ဟိုအိန္ဒိယမှာကြောင်းဖြတ်စရာလည်းမလိုဘူးအဲဆေးကဲသွင်းရုံနဲ့ရတယ်ဆိုပြီးတော့ဆေးငါတော့သွင်းရတယ်အဲကြောင့်ဆရာတို့ဒီဆရာမျိုးတင်ဟာနဲ့တကွာဒီ preservation တင်းတက်ဖို့လုံးလေအရင်အောင်ကျေးဇူးတင်ပါတယ်ကျေးဇူးပါ ဒီပမာကူးကျင်တာပဲဖြစ်ဖြစ်ပြည်တွင်းမှာကူးကျင်တာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီ travelvision.com ရဲ့ဖုန်းနံပါတ်လေးကိုစပြီးတော့ဆက်သွယ်လို့ရတယ်ပေါ့နော်အဲ condition အသေးစိတ်ပေါ့နော်အဲပြီးရင်ဘယ်လိုဈေးဝင်နေလဲကြိုက်နေလဲပြီးတော့ Lunar ရဲ့ budget condition ပေါ့နော်သူတို့ရဲ့ယောဂအခြေအနေပေါ်မှာမူတည်ပြီးသူတို့နဲ့အတင့်မြောက်ဆုံးဖြစ်မဲ့ဈေးဝင်ကိုကျွန်တော်တို့အဲဆွေးနွေးပေးတယ်ပေါ့နော်ဘယ်လိုဈေးဝင်နေလဲကြိုက်နေလဲအဲဆိုပြီးတော့ဈေးဝင်နမူနာလေးကိုကျွန်တော်ပြပေးတယ်ပေါ့နော်အဲအဲ့ပေါ်မှာမူတည်ပြီးတော့ Lunar သူသွားခြင်းနဲ့ဈေးဝင်ပေါ့နော်အဲဟာကိုကျွန်တော်စိတ်ကြိုက်ရွေးချယ်လို့ရပါတယ် ဒီနေ့ပွဲလေးကတော့အိန္ဒိယနိုင်ငံမှာရှိရဲ့ဒီနာမည်ကြီးစေယုံကြီးတစ်ခုဖြစ်တဲ့ Max စေယုံကြီးပေါ့နော်။အနိုင်ငံကအစ်မီ Max စေယုံကြီးမှာရှိရဲ့အုံနောက်နဲ့အောင်ကျော်ဆိုင်ရာခွဲစိတ်ထုခုဆောင်ဝင်ကြီးဒေါက်တာဂယ်ဂျစ်စင်နဲ့ဒီစနေတက်ကပိုင်းဆိုင်ရာခွဲစိတ်ထုခုဆောင်ဝင်ကြီးဒေါက်တာ PP စင်တို့ကလာရောက်ပြီးတော့ Samara Travel Patient.com နဲ့တူပူးပေါင်းပြီးတော့ကျန်းမာရေးအခမဲ့စနေပွဲလေးကိုပြုလုပ်သွားတာပဲဖြစ်ပါတယ်။ဟုတ်။ အဓိကကတော့ဒီမြန်မာနိုင်ငံမှာရှိရပေါ့နော်။ဥနောင်းနဲ့အောင်ကျော်ပိုင်းဆိုင်ရာယောဂဝေဒနာခံစားနေရတဲ့လူနာတွေနဲ့အဲနောက်ပြီးတော့ဒီစိနဲ့တောက်ကပိုင်းဆိုင်ရာပေါ့နော်။ပြစိကူတောင်မှုတွေကိုခံယူလို့ရတဲ့လူနာတွေအတွက်ကိုကျွန်မတို့အနေနဲ့အာဒီဆရာကြီးရဲ့အာဒီဟော့ပီယောဝဲလေးတက်ရောက်ပြီးတော့ကျွန်မရဲ့ဘုဒ္ဓတာတစ်ခုခုရရှိတာဖို့အတွက်ရည်ရွယ်ပါတယ်။ first and foremost, I would like to extend a very warm welcome to our distinguished guests, Professor Daljit Singh and Professor P.P. Singh from Max Hospital India. Both of them are luminaries in the medical field with decades of experience and a reputation for excellence in their respective areas of neurosurgery and neurosurgery. We are very honored to have them with us today. အဲကျွန်တော်ဒီမှာဆိုရင်လူနာတွေကယောဂတစ်ခုဖြစ်ပြီဆိုလို့ရှိရင်ဘယ်ကနေစပြီးတော့ကုရမလဲဘယ်သူနဲ့ကုတင်လဲဘယ်မှာကုတင်လဲအများကြီးပဲဘောနော်သူတို့မှာတွေးစရာတွေစိတ်ပူစရာတွေအများကြီးရှိရပေါ့အဲတော့ကျွန်တော်တို့ကလူနာတွေရဲ့ warrior လဲဖျောက်ပေးစေခြင်းနဲ့အဲပြီးတော့ကျွန်တော်တကယ်ဟိုပြည်တွင်းပဲဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်စေးသွားကုတဲ့အချိန်မှာလဲကျွန်တော်တို့လူနာတွေ confidence ရှိရှိနဲ့ကျွန်တော်တို့ဟိုကုစေခြင်းနဲ့ပေါ့နော်ဟုတ်အဲတော့အဲ့အကြောင်းလေးတွေကိုပဲကျွန်တော်အဓိကထားပြီးတော့အဲဆွေးနွေးဖြစ်ပါတယ် So the first message is that အောင်နောက်မှာဖြစ်တဲ့ကျွန်မာရဲ့90ရာခိုင်နှုန်းလောက်ကအောင်နောက်ကင်ဆာမဟုတ်ဘူးဆိုတာကိုကြိုပြီးတော့သိထားဖို့လိုပါတယ်။ And even those again လို့ကင်ဆာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒီပုံမှာပြတ်ထားသလိုမျိုးကင်ဆာအကျိတ်ကိုတခြားလေးခွဲစိတ်ပြီးတော့ဖယ်ရှားလို့ရတာပဲဖြစ်ပါတယ်။ ပြည်ပမှာကုကျင်တာပဲဖြစ်ဖြစ်ပြည်တွင်းမှာကုကျင်တာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ဒီ travel patient dot com ရဲ့ဖုန်းနံပါတ်လေးကိုစပြီးတော့ဆက်သွယ်လို့ရတယ်ပေါ့နော်အဲဆက်သွယ်တဲ့အချိန်မှာလဲကျွန်တော်ဒီဘက်ကဆရာဝန်တွေကိုယ်တိုင်လက်ခံဖြေကြားပေးတယ်ယောဂရဲ့ condition အသေးစိတ်ပေါ့နော်အဲပြီးရင်ဘလိုဆေးဝင်နေလဲကြိုက်နေတယ်ပြီးတော့ lunar ရဲ့ budget condition ပေါ့နော်အဲ lunar ရဲ့တက်နိုင်တဲ့ငွေကြေးပမာဏသူတို့ရဲ့ယောဂရှင်တွေပေါ်မှာမူတည်ပြီးသူတို့နဲ့အတင့်လျော်ဆုံးဖြစ်မဲ့ဆေးဝင်ကိုကျွန်တော်တို့အဲဆွေးနွေးပေးတယ်ပေါ့နော်အဲပြီးတော့ဟိုကျွန်တော်တို့ကနေမှာဘယ်ဆေးဝင်သွားရမယ်ဆိုပြီးတော့ full suggest လောက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ကတော့ဘလို့ဆေးရုံနေနဲ့ကိုက်ညီတယ်အဲဆိုပြီးတော့ဆေးရုံနမူနာလေးကျွန်တော်ပြပေးတယ်ပေါ့နော်အဲအဲ့ပေါ်မှာမူတည်ပြီးတော့လူနာသူသွားခြင်းနဲ့ဆေးရုံပေါ့နော်အဲဟာကိုကျွန်တော်စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်အာပတ်ဖို့ is အဓိကလူနာတွေတာမကပဲနဲ့လူနာတွေရဲ့မိသားစုဝင်တွေပါပေါ့နော်ကျွန်တော်တို့အဲအကောင်းဆုံးအဆင်ပြေဆုံးကုသမှုတွေမိသားစုတွေရဲ့အဆင်ပြေအောင်လို့ဆိုပြီးတော့ဝင်ကြမ်းပိုင်ဝင်ဆောင်မှုတွေပေးနေတာဖြစ်ပါတယ် and to make this dream come true အားလုံးကိုဟိုကျောင်းမကြီးဝန်ဆောင်မှုကြီးအရင်ပြပြမိတဲ့ဟာကြီးအကုန်လုံးကိုကျွန်တော်တို့တတ်နိုင်ခင်ဗျာအကုန်လုံးပြည့်စုံအောင်ဆောင်ရွက်ပေးနေတာလို့ဖြစ်ပါတယ် အဲအဓိကကတော့လူနာတွေအနေနဲ့ဆိုရင်နိုင်ငံခြားမှာတောက်ရောက်ပြီးတော့စိတ်ကူတာမယ်ဆိုလို့ရှိရင်တို့ဘာသာစကားအခက်အခဲဖြစ်မှာကိုအထူးစိုးရိမ်နေပေါ့နော်အဲ့လိုမျိုးဘာသာစကားအခက်အခဲလုံးဝမဖြစ်အောင်လဲဆရာမတို့အနေနဲ့ကဒီစိတ်ပညာ medical terms တွေနဲ့ယင်းဒီကျွမ်းဝင်နေအာဒီ translator တွေပေါ့နော် medical translator တွေကိုတိကျလေးထားပေးထားတယ်နောက်ပြီးတော့အဲ့ translator တွေကလည်းလူနာတွေရဲ့မိသားစုဝင်တကယ့်တို့ပဲပေါ့နော်တိကျလေးကျမကြီးခုစတစ်ယောက်လုံးမှာ native နဲ့ဝန်ဆောင်မှုတွေပေးရဲအကယ်လို့များတောက်ဖို့ခင်းစင်မှာတခုခုလိုအပ်တာတွေတိတ်လိုတာတွေရှိရဲဆိုလို့ရှိရင်လဲဆရာမတို့ကိုအချိန်မရွေးဆက်သွယ်လို့ရရဲပေါ့နော်ဆောင်ဝင်နေကိုယ်တိုင်ကတိကျလေးပြဿနာ တိုင်းကိုဖြည့်ရှင်းပေးသွားမှာဖြစ်ပါတယ်။အဓိကကျွန်တော်တို့ကပြီပကိုပို့လိုက်တယ်ဆိုပေမဲ့လည်းပြီပပို့ပြီးပြန်လာပြီဆိုတော့လည်းပြီးသွားတဲ့ဟာမဟုတ်ဘူးဗောနော်။တัวလူနာအများတန်း follow up ပြီးရှိရဲ့အဲကျွန်တော်တို့ပြရမယ့်ဟာတွေဆက်ရှိရဲ့ဗောနော်။အဲဒီ local မှာလည်းကျွန်တော်တို့ပြန်ရောက်ပြီဆိုလို့ရှိရင်လည်းဆရာတွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကိုယ်တိုင်ဗောနော်ကျွန်တော်တို့ patient တွေကိုလိုက်ပြပေးတယ်။အာလိုအပ်တဲ့ follow up တွေ treatment တွေပြီးရင်အချိန်မီသူတို့ဆရာဟိုညီမတို့ရောဟိုမှာဆေးလေးမာခြင်းလို့အဲအဲ့လိုမျိုးတွေအစကျွန်တော်တို့အစားဆုံးအကုန်လုံးစောင့်ရပေးတယ်ဗောနော်။ဟုတ် ွေရိုက်လိုက်တော့သွေးချောပိတ်တယ်ပေါ့နော်ပိတ်တဲ့ခါကျတော့ဒီခြေထဲစီအပေါ်လောက်ကနေစပိတ်တာပေါ့နော်ဒူးကထဲရမယ်နှစ်ဖက်စလုံးပိတ်တယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့ဒီခါကျတော့ဒီ operation ကိုသွားပြီးတော့စုံစမ်းနေစုံစမ်းတဲ့ခါကျတော့ပထမဆုံးဒီချိန်မှာပဲစိတ်ချနေမှုအရန်ရခဲ့တယ်ဟိုအိန္ဒိယမှာကျတော့ဆက်စရာလည်းမလိုဘူးအဲဆေးပဲသွင်းရုံနဲ့ရတယ်ဆိုပြီးတော့ဈေးငါးလုံးသွင်းခဲ့တယ် မြန်မာနိုင်ငံကိုပြန်ရောက်လာတဲ့အခါမှာလည်းဒီဆရာတို့ကပဲအခုယနေ့အချိန်အထိကိုဒီမိသားစုသက်ဖွယ်ပေါ့နော်ကိုယ့်ရဲ့ကျန်းမာရေးကိုခရုစိုက်ပြီးတော့စောင့်ရှောက်ပြီးပါတယ်။အဲကြောင့်ဆရာတို့ဒီဆရာမျိုးကြီးဟာလည်းကွာဒီ Celebration Team တစ်ခုလုံးလည်းအရင်အောင်ကျေးဇူးတင်ပါတ ့ဒီ travel vision တော့ကိုရင်အားသာချက်ကတော့အဓိကတော့ every step တိုင်းကိုကျွန်တော်ဆရာဝန်တွေကိုယ်တိုင်ဟန်တယ်လုပ်တယ်ပေါ့နော်။ပြီးတော့ဆရာဝန်တွေဆိုတာလည်းကျွန်တော်ဒီ clinical တဲ့နဲ့မှာအကုန်လုံးအတွေ့အကြုံရှိပြီးတဲ့ဆရာတွေပဲဦးစီးပြီးတော့လုပ်တာဖြစ်တယ်။အဲပြီးတော့ Luna သွားပြီဆိုလို့ရှိရင်လည်း Luna ရဲ့ခီးစဉ်တက်လျှောက်ကိုကျွန်တော်တို့ဒီ monitor လုပ်ပြီးတော့ပေါ့နော်။ Luna တော့ဘယ်နေရာရောက်နေပြီးကျွန်တော်တို့ pick up လုပ်တာအစားအကုန်လုံးကျွန်တော်တို့ဆရာဝန်တွေကိုယ်တိုင်ဟန်တယ်လုပ်တာဖြစ်တဲ့အတွက်ဒါတော့နံပါတ်၁အဓိကအားသာချက်ပေါ့နော်။ပြီးတော့ကျွန်တော်တို့ hospital ဆိုလို့ရှိရင်လည်းသူ Luna ရဲ့ condition နဲ့ကိုက်ညီမ ယ်ဆေးကိုကျွန်တော် suggest လုပ်တယ်ပေါ့နော်။အဲကျွန်တော်အကြံပြုပေးတယ်။အဲ့ပုံမှာမူတည်ပြီးတော့အာလူနာကစိတ်ကြိုက်ရွှေ့လို့ရတယ်ပေါ့နော်။ပြီးတော့ဒီစမ်းမရေးနဲ့ပတ်သက်ပြီးတော့အကုန်လုံးကိုကျွန်တော်တို့က one stop service ပေးတာဖြစ်တဲ့အတွက်လူနာကဘာမှဟိုစိတ်ပူစရာမလိုဘူး။အဲကျွန်တော်တို့အကောင်းဆုံးဆုံးကြိုးစားပြီးတော့ဝယ်ဆောင်မှုပေးရရှိဘူးဆရာမြတ်ပြာကဒီဘက်နေချိန်ပြီးတော့ပြစ်ချက်ပေးတာ900လောက်ပုံလေးပြစ်ချက်ပေးတာဒါကျွန်တော်ကအဲ့ဒီမှာကျွန်တော်မားကတ်ကိုကျတာ400အဲ့တော့ကျွန်တော်ပြောချင်တာကဘာလဲဆို ကျွန်တော်နိုင်ငံမှာပထမအခြေအနေပဲလားသူကတော့ဘုရားအိန္ဒိယဘာသာပုံစံတရားတော်ပဲအဲ့ဒါကျွန်တော်ဆရာအဲ့ဒါဆိုစခရရပြီးပြည်ရတာလည်းပါလိုက်တယ်သူကတော့နိုင်ငံနဲ့ဘုရားဆရာအများကြီးနဲ့မပေါ်ပါဘူးရောက်ကလည်းဆောင်းသွားတယ်အဲ့ဒါကျွန်တော်ဒီမှာရှိတဲ့ဒီမှာရှိရင်လည်းကျွန်တော်အဲ့ဒီမှာသွားပြသစီရှင်တဲ့ကျွန်တော်တိုက်တော့မှာအားကြီးကြီးတယ် Thank you. တို့ဒီဒီနေ့ပြုလုပ်တဲ့ကျမကြီးဆွေးနွေးပွဲလေးကဒုတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်တယ်ပေါ့နော်ပထမဆုံးကလည်းဆရာကြီးဒေါက်တာဒါလ်ဂျီစင်တို့ပဲလာရောက်ပြီးတော့ဆွေးနွေးပွဲလေးပြုလုပ်ပြီးသွားတယ်အဲ့ဒီကလည်းလူနာတော်တော်များများကမသိသေးတဲ့အကြောင်းအရာတွေပေါ့နော်အာဒီယောဂါကြီးရဲ့ကုသမှုအသစ်တွေပေါ့နော်အသစ်တွေကိုသိရှိသွားတဲ့အတွက်ကြောင့်မို့လို့ဆရာကြီးရဲ့စီကိုတွားရောက်ပြီးတော့ refer လုပ်ပြီးပြီးတော့ဆမ်မတို့ကုသမှုအတွက်ကိုတွဲပေးခဲ့ရရှိရပေါ့နော် Fabrication Talk ကုန်းကိုလာရောက်ပြီးတော့ဆရာဝန်တွေနဲ့ဆွေးနွေးကြည့်ပါအဓိကဟိုသိချင်တာပဲဖြစ်ဖြစ်အာမနာတဲ့ဆွေးနွေးလို့ရပါတယ်ကျွန်တော်တို့အကောင်းဆုံးအကြံဉာဏ်ပေး ေးပြီးတော့လူနာတွေအတွက်ကိုဟိုဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။အာကျွန်တော်တို့ travelvision.com ကိုဆက်သွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့အာဖုန်းနံပါတ်လေးက39669211643ကိုအချိန်မီဆက်သွယ်ပြီးတော့ Viber နဲ့ဖြစ်စေဖုန်းခေါ်ဆိုပြီးတော့ဖြစ်စေမေးမြန်းလို့ရပါတယ်။နောက်ပြီးတော့အာဒီ WhatsApp တို့တခြား TikTok တို့ social media Facebook တို့မှာလည်းကျွန်တော်တို့ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘ ഹു တုတာမျှဝေပေးတဲ့ video လေးတွေကိုအမြဲမပြတ်တင်ပေးလေးရှိရပါတော့။ဒေရှာလေး follow လုပ်ထားပြီးတော့ video လေးတွေကိုအမြဲမပြတ်ဖြည့်လာနေလို့ရပါတယ်။